အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောညီလေးဒီနေ့ဖြစ်ပါစို့ဒီညံကနေပြီးတော့စွန်မွန်ကောင်းတောင်းပြီးလာရပါတယ်ဗောနော်အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့တောက်ကြနေလဲဖြစ်သွားပြီဆိုတော့ဒါကျွန်တော်တို့လက်ရှိဒီဒီဘက်တရင်းတွေဒီမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းမဲ့ပွဲတစ်ပွဲအကျိုးရင်ခုန်တန်ကြောင်းကျွန်တော်နည်းနည်းလေးပြောအောင်အဲလက်ရှိမှာဒါကျွန်တော်တို့ Liverpool အသင်းရဲ့ဒါကျွန်တော်တို့ Super League ရမယ်လမ်းကြောင်းမှာတွေ့မယ်အသင်းကကျွန်တော်အသင်းဖြစ်နေပြန်တယ်အဲ့တော့ အာစနယ်ပြိသက်တွေလည်းတခါကြရင်ဒါမျိုးကပြန်မက်ကသူတို့ရဲ့ဖလားလမ်းကြောင်းကိုဒါအမြဲဒုက္ခပေးရတဲ့သင်းသင်းနဲ့မြင်နေရတိတ်တော်လည်းမထူးဆန်းဘူးလို့ပဲဆိုရမယ့်သဘောမှရှိသွားပြီအဲ့တော့ ဒါလီဗာပူးတမနစ်ကလည်းဒါမန်ချက်စတာစီးတီးအသင်းနဲ့တော်တန်ဟော့စပတ်အသင်းကိုနိုင်ပြီးမှဒါဆူပလာရရှိရမယ့်အခြေအနေတစ်ခုပိုင်ဆိုင်ခဲ့တယ်။အဲဒီတော့ကလည်းမမေရဆောဟောင်းမီဒီယာဒါကျွန်တော်တို့လွဲသွားခဲ့တဲ့ဥစ္စာအခုချိန်ဒီအာဆနယ်ပရိသတ်တွေအကဲမကြီးဖြစ်နေဆိုအကုန်လုံးမှတ်မိကြလိမ့်မယ်။အခုလက်ရှိမှာတော်တန်ဟော့စပတ်အသင်းနေနဲ့ဒါကျွန်တော်တို့လက်ရှိလီဗာပူးအသင်းနဲ့တွေ့ပြန်နေပေါ့နော်။ဒါအရင်တော့ကတော့မဆိုးတဲ့ချက်ကတော့ဒါကျွန်တော်အာဆနယ်အသင်းနေနဲ့ကြားထဲမှာခရစ်စတယ်ပယ်လစ်တဲ့ပွဲစဉ်မှာ တူတူဆိုတဲ့တေးရလက်ကြောင့်မို့ဒီနေ့ပွဲစမှာလီဗာပူးအသင်းကအိမ်ဝဲမှာတေးတမတ်ရယုံနေတဲ့စူဖလာဒါပရီးမီးယားလိရတာကျွန်တော်တို့စူဖလာချန်ပီယံဖြစ်တာ2024 2025ကျွန်တော်2025နဲ့2026မှမပြီးပြောလို့ကျွန်တော် အောက်ကကွန်မန့်လာကိုတွေကနှုတ်စည်းနေတာနဲ့နမိတ်ဖတ်နေတာဆိုနောက်နေ့ဖလာရသွားရင်ကျွန်တော်မဟုတ်ပေးဘူးမို့နော်အဲ့တော့ပြောချင်တာကတော့လီဗာပူးသင်းနေတာကျွန်တော်ဒီနေ့မှာဒါတမတ်ရအောင်နဲ့ပရီးမီးယားတိုက်တဲ့2024 2025ချန်ပီယံအတွက်ဒါ 100%တည်ကြသွားမှာဖြစ်ပါတယ်100%အခုလည်းတမတ်တမတ်ဗျာနောက်ဆုံး5ပွဲပါဗျာတမတ်ကတော့ဘလူးကန်ကန်ရတဲ့ဥစားအခုက2021 2025ချန်ပီယံလီဗာပူးအသင်းကတော့ဖြစ်ဖို့အတွက်တည်ကြသွားပြီပေါ့အဲ့တော့ဒီနေ့ပွဲစဉ်မှာဒေါက်တာဟော့စပယ်အသင်းနဲ့တွေ့ရမယ်ဒေါက်တာဟော့စပယ်အသင်းနဲ့အခုလက်ရှိမှာပဲအဲ့တော့ အားတချို့ကြာဟာတော်တန်ဟော့စပါအသင်းဘာလို့ပြမလဲဘာမှလုပ်မပြပါဘူးတော်တန်ဟော့စပါအသင်းနဲ့အခုလက်ရှိမှာလစ်ဗာပူးအသင်းကိုဒါကျွန်တော်မနိုင်ခဲ့တာတော်တော်လေးကိုကြာခဲ့ပါပြီလစ်ဗာပူးအသင်းရဲ့အိမ်ငွေးမှာမနိုင်တာပိုရွတော်ကြာခဲ့ပါပြီလစ်ဗာပူးအသင်းကိုဒါမနိုင်ခဲ့တာလစ်ဗာပူးအသင်းကိုဒါတော်တန်ဟော့စပါအသင်းနဲ့ရီရတာအန်ဂျီဘူစတဲဂလူးလက်ထပ်မှာနှစ်ပွဲနိုင်ဘူးလေနှစ်ပွဲလုံးကကျွန်တော်တို့အိမ်ငွေးမှာကြီးပဲပေါ့နော်တပွဲကားတာတီးကြတယ်မှာဒါတော်လူဂျွန်ပဲလူဂျွန်တလွဲလုပ်ပြီးဒိုင်းရီရဲ့ဆော့လွဲလုပ်မှုကြောင့်စပါအသင်းတော်တော်လေးကိုခံသာသွားခဲ့တယ်ဒုတိယဘွဲကားတာတော်တန်ဟော့စပါအသင်းနဲ့ FA ဖလားရဲ့ဒါကျွန်တော်တို့ ပထမအကြော်မှာကျွန်တော်တို့ရဲ့အိမ်ခွင်မှာ Lucas Bagway ရဲ့ twin goal နဲ့တို့ကျွန်တော်နိုင်သွားခဲ့တယ်အဲ့တော့ anti poster group လက်အောက်မှာထူးဆန်းဆောင်နေတာ Mauricio Pochettino တို့ Jose Mourinho တို့ Conte တို့မလုံနိုင်ခဲ့တဲ့ဥစ္စာတခုနောက်ပွဲတော့လုတ်ခိုင်းနိုင်တယ်အဲ့တော့ဒါပေမဲ့အဲ့နှစ်ပွဲလုံးကလည်းဘလို့မှအတိတ်ပဲမရှိခဲ့ပါဘူးဒါ Tottenham Hotspur တင်ပထမဆုံးနိုင်ပွဲကလည်းပြီးတော့တိုင်ပတ်သွားခဲ့တယ်အခုလက်ရှိမှာမမန်ရ FA ဖလားရဲ့ဒါပထမဆုံးပွဲစဉ်မှာနိုင်သွားပြီးတော့ဒုတိယပွဲမှာလည်း goal ပြတ်ခံရတာအဲ့တော့လက်ရှိဒါပထမဒါကျွန်တော်အကြော်မှာ Tottenham Hotspur အိမ်ခွင်မှာဒါကျွန်တော် နှစ်သင်းလုံးဒါကျွန်တော်ဂိုးမြူးခဲ့တယ်မမဲရရတာကျွန်တော်တော်တန်ဟော့စပါအသင်းကိုဒါကျွန်တော်693ဂိုးဆိုတဲ့ရလက်ကြတာနှစ်ကြော့ဒါကျွန်တော်ဆိုပါအိမ်ဝင်းမှာဒါကျွန်တော်ဂိုးပြက်ရလက်တစ်ခုနဲ့တူတာဖော်ဆောင်နိုင်ခဲ့တာတွေ့မယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာတေချာတကွတော့ဟော့စပါရဲ့လက်ရှိပုံစံမျိုးနဲ့သူတို့လူဆောင်ထုတ်မကစားပါဘူးဆိုတော့ကျွန်တော်တို့ကဂျားရဲ့ထဲမှာဒါဘူဒိုရဲ့ဂလင်းကိုကျွန်တော်တို့ရဲ့အိမ်ဝင်းမှာကဲအမ်းမှာဖြစ်တဲ့အတွက်ကြောင့်မစပါအသင်းနဲ့ဒီနေ့ပွဲစဉ်မှာလုံးဝ100%လူဆောင်ထုတ်မကစားဘူးဆိုတာတေချာတယ်ခုနကပေါ့ဒါအပြင်ခုနကပေါ့ခန်စစ်နေရာမှာဘန်ဒေးဗီးစ်တို့ဒါကျွန်တော်တို့ကေဗင်ဒန်ဆိုတို့ကိုခင်ဗျားတို့တွေ့ရမယ်ပြောချင်တာ လီဗာပူး6ကိုတွင်းသွားခဲ့တဲ့လူစင်းကိုပဲဒီနေ့ပွဲစမှာဆက်လက်ပြီးတွေ့ရဖို့မြင်ရတယ်။အဲ့တော့လီဗာပူးအသင်းကလည်းကျွန်တော်တော်တန်ဟော့စပါးအသင်းနဲ့ပထမအကြိမ်တွေ့ခဲ့တဲ့ပုံစံတော့မတူတော့ဗျ။အဲ့ဒါခုလက်ရှိမှာဒါနေ့တော့လီဗာပူးအသင်းကခက်ခက်ခက်ခဲတွေဆော့နေရတယ်။ Leicester City ဆိုလည်း1-0ဆိုတဲ့ရလနဲ့ခက်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 ဆော့ခဲ့ရတယ်။ West Ham ကလည်း2-0ဆိုတဲ့ရလနဲ့ခက်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 ဆော့ခဲ့ရတယ်။ပြီးတော့ကြားထဲမှာ Fulham ကတော့3-2နဲ့ရှုံးသွားတယ်။အဲ့တော့လက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆုံး5ပွဲမှာပေါ့နော် Newcastle လက်ရှိမှာလက်ရှိခဏခဏပြောနေကျွန်တော်လည်း why now ကျွန်တော်မပြောလို့လည်းမရဘူး။ဒါကထုံနေတယ်။အဲ့တော့ လီဗာပူးသေးတယ်နောက်ဆုံးပြိုင်ပွဲဆုံး9ပွဲမှာတကူးကွာချားချက်တွေကြီးနေပဲဒါကြောင့်3ပွဲနိုင်ခဲ့တယ်ရှုံးထားတဲ့ပွဲစဉ်မှာတကူးကွာချားချက်တွေနေပြီးရှုံးထားအဲ့တော့1 goal deficit ကြီးနေပဲတောက်လျှောက်ကျွန်တော်လီဗာပူးသင်းကဒါလုတ်ပြနေတယ်တော်တော်ဟော့စပါအသင်းနဲ့တွေ့မှာပဲဒီနေ့ပွဲစဉ်မှာဒါဘာဒီများလုတ်ပြအောင်လို့တော်တော်လေးကိုကြည့်ကောင်းအဲ့တော့အခုကအချိုးရင်ခုန်တဲ့ဖြစ်တဲ့ကြောင့်ကျွန်တော်ဒါဘယ်ကစားကွက်ဘာညာဆိုတာထက်ဆိုင် တပတ်ကျွန်တော် freedom ပြောအဲလစ်ဗာပူးသင်းရဲ့ဒါကတော့ကျွန်တော်ဒါ premier league အချိန်20ထင်းနေနော်22ချိန်တော့မဟုတ်သေး20ထင်းနေသူ22ချိန်ပြောရင်ငါ united brother တွေလာကျဲမှာဆိုတော့အချိန်20ထင်းနေအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ premier league အချိန်20ပြီးရင်ဒါကျွန်တော် champion league 6ချိန်ရှိအဲ့တော့ဥရောပတွေမှာ london မှာအအောင်မြင်ဆုံး club တစ်ခုအနေနဲ့ ပြန်လဲပြီးအသက်ဝင်သွားပြီလို့ပြောလို့ရအခုလည်းရင်ကလေးလည်းရှိပါတယ်အခုလည်းရှိမှဒါ United နဲ့ဒါဖလားယူတဲ့ Premier League မှာတူသွားပြီဒါအပြင်ကျွန်တော် Champions League ကလည်း United တို့ပုံများတဲ့အတွက်ကြောင့်မလို့ Liverpool အသင်းကလက်ရှိဒါပြန်ကြည့်မယ်ဆိုရင်တော့ Super League ကဒါပို့ပြီးတော့အမောက်နေတဖြည်းဖြည်းနဲ့များလာခဲ့ပြီလို့ဆိုလို့ရအဲ့တော့ Liverpool အသင်းနဲ့ဒီနှစ်မှာအချီးကျူးအဆုံးကတော့ Arne Slot ပဲ Arne Slot ရဲ့ဒါကျွန်တော်ပထမဆုံးရာသီမှာဒီလောက်ထိလှုပ်ပြနိုင်ခဲ့တယ်ဒီလောက်ထိဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားမှုကောင်းအောင်လှုပ်ပြနိုင်ခဲ့တဲ့အခြေအနေရှိတယ်အဲ့တော့ကျွန်တော်တို့ဒါ Netherlands ကကတော့နိုင်တာခြားတာမဟုတ်ဘူးဆိုတော့ဒီနေ့ပုံမှန်ဆက်လက်ပြီးပြသခဲ့တယ် အဲ့ဒီနေ့ပေါ်စမှာအာလီစလော့အနေနဲ့ဒါစတီရိုတိုက်တွေကိုလည်းဖြုတ်ပြခဲ့တယ်။ဘာလို့လဲ project 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 ဆိုတဲ့ manager တွေတားမှာငါအနေနဲ့ရေရောက်ချေနှစ်တစ်နှစ်မှာဖလားယူပြနိုင်တယ်ဆိုတဲ့ project တစ်ခုကိုသူ့အနေနဲ့ဒါတခြားသောလူပြတွေအကောင်းဆုံးလုပ်ပြနိုင်ခဲ့တဲ့မှာပါတယ်။အဲ့ဒါကိုကြည့်ကြမယ်ကျွန်တော်က personally က100%အဆောက်ရမ်းသဘောကြတယ်ဘာလို့လဲဆိုတော့ဒါခါကျကျွန်တော်အမှန်တမ်းပြခင်ဗျားတို့ပြောရင်ကျွန်တော် project ဆိုတဲ့ဥစ္စာကြီးကျွန်တော်ကြာလေးကြာလေးကျွန်တော် မုန်းတီးလာတယ်ခင်ဗျားဖျားဆူ project ဆိုတဲ့စကားကိုကျွန်တော်ကြာလေးကြာလေးကျွန်တော်မချားခြင်းဆိုအခုလက်ရှိမှာစပါးတဲ့ဆိုကြည်လာမယ့်ရာသီမှာ project တင်ပြန်စတော့မယ် ဟိုတခါကျရင်မကျွန်တော်လဲ ready made ဆိုတဲ့ feeling လေးကိုကျွန်တော်ခံစားကြခုလက်ရှိမှာကျွန်တော်တို့ the babu the ready made feeling အာဒါမှာအာနီဆော့လာပြီးနောက်ငါးနှစ်မှာဖလားယူမယ်ဆိုတော့အာနီဆော့ရာလာတဲ့နှစ်မှာဖလားယူချသွားပြီးသွားလာမယ့်နှစ်မှာဒါဘုနာပူကောင်းတဲ့ဖလား champion league ယူရင်လဲယူအောင်ပါပြောလို့ရတာမှာအဲ့တော့အဲ့လိုမျိုးဒါအသင်းသင်းရဲ့ quarter ချက်ကဒါပဲတစ်ဖက်ကတော့ခုနပိုင်ရှင်နှကောင်ကပိုင်ရှင်ကောင်းတဲ့တင်းနေမုံနော် FG ဆိုရယ်အရင်ကောင်းတဲ့ဥစားမဟုတ်ဘူးဒါဒါပေမဲ့ပိုင်ရှင်နေရဲ့ vision กว่าတဖက်ကရောင်ရဲတင်းနေတာမယ်မယ် at least တော့ရောင်ရဲတင်းတိန်သေးတယ်စပါရောင်ရဲကိုမတင်းနေတာစပါတင်းနေခုနပြောတယ်လေခုနပြောစီးပွားရေးမှာအောင်မြင်ဖို့ရည်ကြီးတယ်ဒါ ကွင်းထဲမှာဘလူပဲဖြစ်နေဖြစ်နေစောက်ကြီးမဆိုင်ဘူးတစ်ဖက်ကစီးပွားရေးအောင်မြင်ရမယ်ကွင်းထဲမှာလည်းရောင်ရဲတင့်တိန်နဲ့အောင်မြင်မှုတစ်ခုရှိရမယ်လစ်ဗာပူးသင်းနဲ့ဘလောက်ပြေးတိုင်ပတ်ပတ်တနည်းမှာဖလားတစ်လုံးတော့တော့လစ်ဗာပူးသင်းအခုနောက်ပိုင်းပုံမှန် AC ရလာခဲ့တယ်အဲ့ဒါတွေကဘာကြောင့်လဲပိုင်ရှင်တွေရောအများကြီးဆိုင်တော့ခုနဘောလီဘယ်လက်ရှိမှာဒီနှစ်မှာဆိုတဲ့ဒါတချို့ကခမဲတဲ့လူဝဲလူဝဲတာမဝဲတာနဲ့မဆိုင် management နဲ့အများကြီးဆိုင်တယ်အခုလက်ရှိမှာဒီနေရာမှာအများကြီးအများကြီးပြောလို့ရတယ်ဒါပေမဲ့ခုနဘောလက်ရှိမှာလစ်ဗာပူးကလာမဲ့ရတယ်မလူဝဲရမယ်ဒါ100%လူဝဲဝဲရမယ်အဲ့တော့ဒီနှစ်ပွဲစဉ်မှာတမန်ရအောင်နဲ့ဒါ Premier League ဖလားရ မယ်လီဗာပူးတင်းဒီနေ့ပွဲစမှာပါရလိမ့်မယ်စပါတင်းကတော့ရှင်းနေပြအခုပွဲမှာဒီနေ့ပွဲစမှာတော်တော်လေးကိုရှင်းတဲ့ပြဿနာကစပါတင်းနဲ့ဒီနေ့ပွဲစကတို့ရဲ့အရေးမကြီးဘူးဘာလို့သူတို့အနေနဲ့လာမဲ့ဘိုဒိုဝန်ဂလင်းရဲ့ပွဲစဉ်ကစပါအသင်းတို့အသက်ပဲ NG Booster ဂလူးတို့ကျွန်တော်တို့အတွက်အသက်ပဲဘိုဒိုဝန်ဂလင်းနဲ့တပွဲစဉ်ဒါမဲ့လာမဲ့ကျွန်တော်တို့အဲ April မေလတရက်နေ့မှာကံပါဖြစ်တဲ့ကြောင့်စပါအသင်းတို့က လီဗာပူးပရိသတ်လီဘုံနဲ့ဒီနေ့ပေါ်စံမှာ10ခုနဲ့ရှုံးသွားလဲပရိသတ်တွေကတိတ်ပြီးဂိူးဆိုင်မှာအကုန်လုံးကဒီနေ့ပေါ်စံကိုရှုံးမှုတော့100% ready ဖြစ်နေပြီသားဒါပေမဲ့ပြဿနာကလီဗာပူးကိုယ်တိုင်ကလည်းလက်ရှိမှာ struggle ဖြစ်နေတာဒါခုနကတကူတော့ Leicester လို့အသင်းမျိုးတော်တကူသွင်းမှုတော့တော်တော်လေးကိုခက်ခဲနေတဲ့တသက်ဖြစ်တဲ့ကြောင့်ပရိသတ်တွေကိုလည်းဟာမင်းတို့အသင်းငါတို့အသင်းအဲ့လိုပြဿနာကရည်ရတယ်လီဗာပူးပရိသတ်တွေကဟာငါတို့မင်းတို့ကတော့မင်းတို့နိုင်အောင်ယူပါစာဘာပရိသတ်တွေအခုလက်ရှိမှာဒါပို့ဆိုးတာ international ကကောင်းနေပို့ဆိုးတယ်ဘာလို့လဲဆိုတော့ခုနကပြောလို့သူတို့မျိုးကံပြန်ပဲ Arsenal ဖလားမရဘူးအဲ နှစ်နှစ်ဆက်တိုက်တို့ကတစ်ဖက်အသင်းကူညီခွင့်ရဆိုတို့ကအရန်ဂုံယူနေကြတယ်ကောင်းတယ်တအားကြီးရရမှာတကယ်အခုတော့တချို့ဆိုဗာလဲအခုဒီဗာလဲမမီလာခမကျူဘီယာနဲ့ပေါ်စမှာ CC တယောက်လေးဒါကျွန်တော်တို့ပွဲလဲပြီးသွားတော့ဒါပလေယာတွေဝိုင်းပတ်အဲ့ဒါနောက်နဲ့ဆိုလန်ကီးတကောင်အဲ့လိုမျိုးပွဲပြီးရင်လုံမလားမသိဘူးဆိုဝိုင်းနောက်နေတာအဲ့တော့ ပြောချင်တာကဗျာတခုနကဘသူတို့ကလည်းမျိုးကံပြိုင်ဘက်ကိုမရစီချင်တဲ့လူတွေတောင်ဘူးဒါလစ်ဗပူးရသွားရင်ပြီးရောဆိုတဲ့ပုံစံမျိုးသူတို့ကလောက်ကြတယ်အဲ့တော့ဒီနေရာမှာတော့ရှေးရရှင်းတယ်ဒီနေ့ပွဲစဉ်မှာဒါပြိသက်တွေကဒါခုနထုံးကနေနီးပြားရနိုင်ခြင်းမှာကစားသမားတွေနိုင်ခြင်းမှာပဲတစ်ဖက်ကဒါကျွန်တော်တို့ရဲ့အပေါ်အောက်ဖြစ်နေဘုံမောက်နေတာယင်ဆိုင်မယ် United အသင်းကလည်းပွဲချက်တပွဲရှိရတဲ့အတွက်ကြောင့်မို့စပါးအသင်းနဲ့ဒီနေ့ပွဲစဉ်မှာနိုင်မယ်ဆိုရင်တော့အဆက်ဆက်သုံးတော်ကြည့်ရတယ်ဒါပေမဲ့နိုင်ဖို့ဖြစ်နေတာဒါပေမဲ့ FP မှာကျွန်တော်တို့မနိုင်တာဘယ်နှစ်ရှိပြီလဲကျွန်တော်တို့ကလုံးဝလစ်ဗပူးအသင်းစုတ်ပါတယ်ဆိုတဲ့အခြေအနေမှာကျွန်တော် FP မှာမနိုင်ခဲ့ဘူးအဲ့လောက်ဒီပေါ့နော်အဲ့တော့စပါးအမြင့်ဆုံးအခြေအနေရောက်နေစပါးအကောင်းဆုံးအခြေအနေ ေရောက်နေတဲ့ချိန်နဲ့လားလီဗာပူးတိုင်ပတ်တဲ့ချိန်နဲ့ကြုံခဲ့သေးတယ်အဲ့လိုအချိန်ဒီမှာတော့တော်တော်ဟော့စပတ်အသင်းနေတဲ့လီဗာပူးအဖီမှာတောင်းတောင်းမနိုင်ခဲ့ဘူးအဲ့ဒါကလက်ရှိမှာစပါသေးပြသလားအဲ့တော့ဒီနေ့ပွဲစဉ်မှာတေးတမတ်ကတော့ဒါကျွန်တော်ဒီနေ့မဟုတ်လာမယ့်ပွဲစဉ်မှာဒါတေးတမတ်ကတော့လီဗာပူးသင်အေးစစ်စစ်ရသွားနိုင်မယ်လို့ကျွန်တော်ကတော့100%ယုံကြည်တယ်ဒါမှမဟုတ်ပေါ်တယ်ဒီနေ့ပွဲစဉ်ကဒါတောင်းတောင်းတောင်းနိုင်တောင်းဟော့စပတ်အသင်းတွေနှစ်နှစ်ဆက်တိုက်ပေါ့နော်ဒါကျွန်တော်တို့အဲပရီးမီးယားလိတိုက်တဲ့ချယ်လန်ဂျာတွေကိုဘယ်သူဖြစ်မလဲဆိုတာကိုဒါကျွန်တော် လုတ်ပေးသွားနိုင်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်လာမယ်လို့မြင်တယ်။အဲ့တော့ဒီနေ့ပေါ်သမတာကျွန်တော်တို့လီဗာပူးသင်း2024 2025ချန်ပီယံဖြစ်မယ်နေ့တနေ့ Coronation Day ပေါ့နော်။ဒါကနာပေါ်သူပြင်း Coronation Day တတိယဖြစ်တော့မယ်။အဲ့တော့ Spa တစ်နေကန်ကောင်းတာတော့ God of Honor မပေးလိုက်ဘူးနော်။ဒါကျွန်တော်တို့ Chelsea ရောဒါကျွန်တော်တို့ Arsenal ကိုလာမယ့်ပွဲစဉ်ဒီမှာဒါလီဗာပူးသင်းကို God of Honor တက်ရှော့ပေးရဖို့ရှိတယ်။အဲ့တော့ Spa တစ်နေလက်ရှိမှာ Liverpool တင်းကိုတိုက်တဲ့ကိုလက်ထဲထည့်ပြီးမှဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်မှာပါ။နောက်ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့အာ news for media 3.0 day before you တော့မှာဂျင်းလွန်ဆိုပေါင်းဝင်လို့ရပါတယ်။မြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း news for media 3.0 ਨੇ TV for you တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like နဲ့ subscribe လုပ်ပေးခြင်းကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။မြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့ဗျာ။မြန်မာကလက်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတူမှာကောင်းမွန်တော်နေနေဖြစ်ပါစုံမောင်းအောင်တောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှာ AC တွေ့ကြတာပေါ့။အားလုံးမကြွတူမှာမြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့မြန်မာကလက်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။တေးပါဗျာ။